ဒေါ်တန်တန်နုကိုမေးချင်ပါတယ်အခုဥစ္စာကလေတိုင်းပြည်မှာကစစ်ဘောင်ကတအားကျနေတာပေါ့နော်နိုင်ငံရေးဘောင်ကကျင်းနေတယ်လို့ပြောလို့ရတာပေါ့ရွေးကောက်ပွဲအလွန်ကာလမှာတကယ်ပြောဆိုဆွေးနွေးနိုင်တဲ့တွေးဆဆွေးနွေးမှုတွေလုပ်လို့ရတဲ့နိုင်ငံရေးမှုပေါင်းကြကြပြတ်ပြတ်ရှိလာနိုင်မယ်လို့ယုံကြည်လားယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီရွေးကောက်ပွဲပြီးတဲ့အခါကျလို့ရှိရင်တော့ မတင်ပေါ့လေခေါင်းဆောင်တွေထွက်လာမှာပဲခေါင်းဆောင်တွေပေါ့နော်ဟိုပြောပြောရေးဆိုခွင့်ရှိတဲ့လူတွေပြောတတ်ဆိုတတ်ရှိတဲ့လူတွေနိုင်ငံရေးဘက်မှာမတင်ပေါ့ကျွမ်းကျင်တဲ့လူတွေပေါ့နော်အဲ့ဒါလူတွေအများကြီးထွက်ပေါ်လာမှာပါပဲအဲ့ထွက်ပေါ်လာတဲ့အခါမှာမတင်ပေါ့ဘာခေါ်မလဲအားလုံးကဟိုညှိနှိုင်းပြီးတော့အလုပ်လုပ်ကြလို့ရှိရင်တော့ရပါတယ်အဲ့ဒီလိုပဲဟိုစစ်တပ်ဘက်ကလည်းအဲ့လိုလိုက်လျောမှုတွေရှိလာမယ်တိတ်ပြီးတော့သူတွေအခုလိုအကြက်တဲတွေမလုပ်ဖဲနဲ့အဲ့လိုဟာမျိုးပေါ့နော်ခေါင်းဆောင်တယောက်ကို တင်ပြီးတော့ညှိညှိနိုင်နိုင်နဲ့အရက်ဖက်နဲ့လုပ်မယ်ဆိုလို့ရှိရင်တော့ဒါအင်မတန်မှပဲကျင်းနေစရာကောင်းတဲ့ဟိုဒီရက်လက်တစ်ခုတော့ရနိုင်ပါတယ်ဥက္ကုကိုရွတ်ထပ်ပြီးကျင်ပါတယ်အဲ့ဒီလိုလိုမျိုးပေါ့လေလွတ်လွတ်လပ်လပ်ကြဲကြဲပြက်ပြက်ဟိုလုံနိုင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေနိုင်ငံရေးမှုပေါင်းတစ်ခုဖြစ်လာမယ်လို့ရောထင်လားအခုချိန်နေတဲ့စာရင်တော့နိုင်ငံရေးဂွင်ပေါ့ political space ပေါ်လာမယ်ကျဲလာမယ်ဒါကတော့အကောင်းဘက်ကပေါ့ マルクアロ